။လောကမှာစားလို့မဝနိုင်တဲ့သူတဲ့။စားလို့မဝနိုင်တဲ့သူပေးလို့ကိုမဆုံးနိုင်တဲ့သူတွေဟာဘယ်လိုပုံကိုယ်တွေလဲဆိုလို့ချင်။ဥစ္စာတော့ဘောဓလမင်းကြီးရဲ့အိမ်မက်အတိုင်းပေါ့။ဘောဓလမင်းကြီးရဲ့အိမ်မက်ထဲမှာမြင့်နှကောင်ဟာကောင်းနှလုံးနဲ့စားတော့နေတာစားလို့မဝဘူး။ဘလောက်ကြွေကြွေခါတဲ့ပြိုက်ခနဲ့ပြိုက်ခနဲ့ပြိုက်ခနဲ့ကုံတာပဲတဲ့အဲ့ဒီမြင်းကဘာသဘောလဲဆိုတော့ ဒီမြင်းကခတ်တွင်နှစ်ပေါက်တောင်ရှိနေတာဘယ်ဘက်ကလာလာသူကစားနိုင်နေတာကိုဒီမြင်းရဲ့အကျိုးဟာဒီအိမ်မက်ရဲ့အကျိုးဟာဘာလဲဆိုလို့ချင်းအောင်တရှင်အရာပြတ်ကြတဲ့လူတွေများတဲ့ခက်ကာလကိုရောက်လာလို့ချင်းတရားရင်မှာအကြီးကြီးဖြစ်တဲ့ မှုတပောင်းရင်ဆိုင်ဖြစ်စင်းကြတဲ့အခါအမြင့်ပွားဖြစ်ကြတဲ့အခါဖြန့်ပြေးပြရမယ်လူကြီးအရာမှာတည်တော့မင်းရဲ့ကိုစားဆုံးဖြတ်စီရင်တဲ့တရားယုံတရားရေးဌာနမှာရှိတဲ့လူကြီးသူမတွေတရားသူကြီးတွေဟာတဲ့မဲ့တဲ့ပုံကိုယ်တွေမင်းကိုစားတိုက်ပြရတရားစီရင်ရေးကိုထိမ့်သိမ်းစောင့်ရှောက်ပြည်သူကိုဆုံးမတဲ့ပုံကိုယ်တွေမဟုတ်တော့ဘဲနဲ့ ရလို့တရားခဏဖက်လုံးကလက်ကိုမျောပြီးတော့ပေးသည်မယူကျွေးသည်မစားတဲ့ပုံစံတွေဖြစ်လာပြီးတော့သူတို့ကိုများများပေးနိုင်တဲ့ဘက်ကိုအနိုင်ပေးတဲ့သူတွေဖြစ်လာလိမ့်မယ်။ဒါစားလို့မဝနိုင်တဲ့သူတွေဖြစ်လာလိမ့်မယ်လို့ပြောချင်တာပေါ့နော်။တရားယုံလို့ပြောရမယ်အစားမတရားယုံပြောရမလို့ဖြစ်သွားတာပေါ့။ဒါဘယ်လိုကာလဘယ်လိုအချိန်မှာဖြစ်လာမလဲဆိုလို့ချင်တယ်။ တရားမစောင့်တဲ့လူတွေများလာတဲ့ကာလသူတော်ကောင်းတရားတွေကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေနဲပါပြီးတော့လက်မခံပြစ်ပယ်တဲ့ပုဂ္ဂိုလ်တွေများလာတဲ့ကာလကြလို့ချင်းဒီလူတွေအားလည်းကိုကြိုးစည်းပါပဲကိုကြည့်တယ်တရားသူရှိကလည်းပဲတရားမှန်ဖို့မကြည့်ဘူးသူကြိုးစည်းပါပဲသူကြည့်တယ်နော်သူစည်းပါရဲ့သူဥစ္စာတိုးပါရဲ့သူပစ္စည်းရရဲ့ သူအကျိုးစီးပွားပဲသူကြည့်တယ်။တိုင်းပြည်အကျိုးစီးပွားပြည်သူတွေအကျိုးစီးပွားမကြည့်ဘူး။အဲ့ဒါလို့လောဘတွေအာကြီးဒေါသတွေအာကြီးတချို့လည်းပဲဒေါသတွေအာကြီးပြီးတော့တခါတရားကိုမှန်မှန်ကန်ကန်မဆုံးဖြတ်ဘူးကိုမကျင်တတ်လူတစ်မျိုးကျင်တတ်လူတစ်မျိုးအမျိုးမျိုးကပြောင်းကပြန်မှောက်မှောက်မားမားတယ်။အုပ်လာချနိုင်မယ်ပေါ့။အဘယ်ဦးသနရှေးဆရာတော်ကြီးတွေက ကျုံပြားရာအတာရေရာဇာခထွေနှတန်းနဲ့မူရောဆံယူလို့စားတဲ့ချားလို့မရာထိုးပန္ဒာနှပြာယူစားနှစ်ပါးဆုံးမကုံဓမ္မမမှန်ကန်ဖြန့်ငါဖြတ်တဲ့ပြည့်ပြတ်တရား